င်္ဂလာပါရှင် MFP ရဲ့တနေ့တာညမြင်တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။အင်းတော်မျိုးကိုလက်လွတ်လိုက်ရတဲ့စိုးစုကအခဲမကျေပဲမျိုးကိုပြန်လဲရယူနိုင်ဖို့ဒီကနေ့မနေ့ပိုင်းကစတယ်မီဒေချောင်းကနေဇက်တိုက် ပုံကျဲတိုက်ခိုက်နေရလို့ဒေသခံစီးရဲတဲ့မြစ်တွေကပြောပါရစေ။အင်းတော်မျိုးတွင်စိုးစုနောက်ဆုံးလက်ကျန်ဂျပန်လိုင်းဂူကုန်းစကန်ကို တော်လိုင်းရဲ့တပ်ဖွဲ့တွေက AB9 ရဲ့မနေ့ကတနေ့ကုန်တိုက်ခိုက်ခဲ့ပြီးသိမ့်ပိုင်နိုင်ခဲ့ရာကြောင့်မြို့ကိုအပိသက်သိမ့်ပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ် တော်လိုင်းရင်ယာစုတွေကအင်းတော်မျိုးကဆိုးဆူရဲ့အခိုင်အမာဂျပန်လိုင်းမှုကုန်းကိုခုနလကန့်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးတော့အခုလိုစကန်သိမ့်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အင်းတော်မျိုးမှာရှိတဲ့ဆိုးဆူလက်ကျန်စကန်ကသိမ့်ပိုက်ရရှိတဲ့လက်နက်ခဲယံတွေနဲ့စစ်တုပ်ပန်းအင်အားဘလောက်ရှိလဲဆိုတာအသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့စီးရဲသတင်းမြစ်ကပြောပါတယ်။ရွှေဘုံမြကြီးနားလန်ကချင်ပြည်နယ်ဝင်ပေါက်မှာရှိတဲ့အင်းတော်မျိုးကို တိမ့်ပိုက်နိုင်ဖို့တော်လိုင်းအင်အားစုတွေက2024ခုနှစ်ဩဂုတ်လ15ရက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အင်းနာမျိုးတွေကမော်လူးမျိုးကိုတော်လိုင်းအင်အားစုတွေက2023ဒီဇင်ဘာလ23ရက်မှာတိမ့်ပိုက်ခဲ့တာကြောင့်အင်းတို့တမျိုးနယ်လုံးဟာစုပ်စုထိုင်စကန်မရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။ငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့စကိုင်းဘီလာကွန်ဒိုကနေခလင်းငယ်တွေအပါအဝင်တေဆုံးသူ14ဦးရဲ့ရုပ်အလောင်းတွေထပ်မံတွေ့ရှိခဲ့ပြီး နောက်ထပ်ရုပ်အလောင်း200ကျော်လောက်ကျန်ရှိနေသေးလို့ရှာဝေကယ်ဆယ်ရေးတွေဆက်လုပ်နေရလို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။စကိုင်းမီလာကုနိုအဆောင်အုံကိုအေဗီလာ9ရဲ့မနေ့ကစောစုမိသက်ဌာနတရုတ်နိုင်ငံ Blue Sky Rescue အဖွဲ့လူမှုရေးအဖွဲ့တွေ ရှာဝေရှင်းလင်းထပ်မံလှုပ်ဆောင်ခဲ့တာပါ။အဲဒီလိုရှာဝေကယ်ဆယ်ရေးတွေလိုရမှာမိန်းကလေးငယ်3ဦး၊ယောက်ျားကလေး2ဦး၊အမျိုးသမီး5ဦးနဲ့အမျိုးသား2ဦးစုစုပေါင်း14ဦးရဲ့ရုပ်အလောင်းတွေထပ်မံရှာဝေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမိသက်ဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်နည်းပညာအကူအညီနဲ့ပြိုကျနေတဲ့ Sky Pillar ကွန်ဒိုကိုစစ်ဆေးကြည့်ရှုခဲ့ရမှာအဆောင်အောင်ပိတ်မိသေဆုံးနေတဲ့ရုပ်အလောင်း200ကျော်ကိုရှာဖွေထားရှိထားတာကြောင့်ရှာဖွေကယ်ဆယ်ရေးဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အစင်းအရာကွန်ဒိုမှာနေထိုင်သူလူဦးရေ400ကျော်ရှိတယ်လို့ရှာဝေကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။ငလင်းလောက်ခဲ့တဲ့မလာ28ရက်ကနေ AB9 ရက်မနေ့ကတည်း န္တလေးမြို့အောင်မြေသာဆန်မြို့နယ်မှာရှိတဲ့ Sky Pillar Condo အဆောက်အုံပြိုကျမှုကနေအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့သူ90ကျော်နဲ့ရုပ်လောင်း90ကျော်ကိုရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။မန္တလေးမြို့တမြို့ထဲတွင်ငလင်ကြောင့်သေဆုံးသူစုစုပေါင်း2000ကျော်ရှိတယ်လို့မြေပြင်မှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေစီကသိရှိရပြီးတော့စိုးစုဘက်ကထုတ်ပြန်ချက်မှာတော့မလ28ရက်ကနေ AB 4ရက်အထိ မန္တလေးတိုင်းတွင်ငလင်ကြောင့်တည်ဆုံးသူ2100ကျော်၊ဒဏ်ရာသူ2600ကျော်၊ပျောက်ဆုံးနေသူ200ကျော်ရှိနေပါတယ်။ချင်းမြင့်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့ကို တော်လန်ရေးတပ်ဖွဲ့တွေက9လကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အေလ9ရက်မှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။ဖလန်းမျိုးပေါ်ကစိုးစုနောက်ဆုံးလက်ကျန်စကန်ဖြစ်တဲ့ချလင်းတရင်ခလာရ268 လောက်ကန်အင်အားတရာကျော်တက်ဆွဲထားတဲ့တက်ကုန်းစကန်ကိုချင်းညီနောင်တပ်ဖွဲ့ဝင်နဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကအေဘီလာ6ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တရက်အကြာအေဘီ9ရက်မှာသိမ်းပိုင်နိုင်ခဲ့တာပါအဲ့ဒီတိုက်ပွဲတွင်ဆိုးဆိုးအလောင်းနဲ့လက်နက်အများအပြားသိမ်းဆီးရမိထားပြီးစစ်တုံးမှန်တချို့လည်းဖမ်းဆီးရရှိထားတယ်ဆိုတာနဲ့လက်ရှိမှာတော့နယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့စစ်ရေးသတင်းမြစ်တူကပြောပါတယ် တိုက်ပွဲတွင်စကန်းစုံကထွက်ပြေးသွားတဲ့စစ်အုပ်စုတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကလိုက်လံချေမှုန်းနေဆဲဖြစ်ပါတယ်။အဲ့ဒီဖလန်းမျိုးသိန်းတရက်ကြာတိုက်ပွဲအတွင်းမှာချင်းကြီးနောင်မဟာမိတ်တပ်ဖွဲ့ဝင်တော်လန်ရေးရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့တော်လန်ရေးအင်အားစုတွေကပြောပါတယ်။ချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာဖလန်းမျိုးကိုတင်ပတ်ရယူနိုင်ဖို့2024ခုနှစ်နိုဝင်ဘာလ9ရက်ကစပြီးချင်းကြီးနောင်စစ်စေး Operation CB ဖြစ်ထိုးစစ်ဆင်ခဲ့တာပါ။ လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပလဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုန်ခိုပါပုန်ခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ